ရှင်ဝခရင်ခန်းကြီးကိုငယ်တစ်ကနေ၃ကိုခဏဖတ်မယ်။လမ်း၌သွားတော်မူစဉ်အမိဝမ်းတွင်ကားပြီးမက္စီကန်တို့သူတယောက်ကိုတွေ့မြင်တော်မူ၏။တပည့်တော်တို့ကလည်းအရှင်ဖုရားဤသူဒီအဘယ်တို့ဤအပြစ်ကြောင့်မက္စီကန်တည်းကိုအပြစ်ကြောင့်ကမ်းတယ်လို့မိဘအပြစ်ကြောင့်ကမ်းတယ်လို့ဟုမေးလျှောက်ကြ၏။ယေရှုကလည်းကိုအပြစ်ကြောင့်မဟုတ်မိဘအပြစ်ကြောင့်လည်းမဟုတ်ဖုရားသခင်ဤအမှုတော်ကိုသူ၌ထင်ရှားစေမိအကြောင်းသည်။နောက်ပြီးတော့မှအငယ်၆ကနေခွန်ကိုနည်းနည်းလေးကြော်ဖတ်မယ်။ မြေပေါ်မှာထွေးရတဲ့တွေနဲ့ရှင်လုတ်ပြီးမှကန်းတော်သူကြီးမျက်စိကိုရှင်နဲ့လူ၍တင်သွားတော့ရှီလောင်ရေကန်တိုင်းမျက်စိကိုစေလောဟုမိန်တော်မူ၏ရှီလောင်အနက်ကစေလွတ်တီဟုဆိုလိုသည် ထိုသူသည်တွား၍စေပြီးမှမျက်စိမြန်မျက်စိမြင်လျက်ပြန်လေထိုကြောင့်မျက်စိကန်းတော်သူကိုဒုတိယအကြိမ်ဒါကတော့အငယ်25ကိုဖတ်မယ်ထိုကြောင့်မျက်စိကံပူတော်သူကိုဒုရယအကျိန်ခေါ်၍ဖယားသခင်ကိုချီးမွမ်းတော်ထိုသူသည်လူโซဖြစ်ကြောင်းကိုငါတို့သိ၏ဟုဆိုကြလေ လူဆိုးဖြစ်ဒီမဖြစ်ဒီကိုကျွန်တော်မသိပါအကျွန်ုပ်ဒီအထက်ကမျက်စိကန်ရခုမျက်စိမြင်ဒီအကြောင်းတစ်ခုကိုအကျွန်ုပ်သိသည်ဟုဆို၏ဒီကျမ်းချက်ထဲမှာအဓိကအကြောင်းအရာရှည်ပေမဲ့လည်းအဓိကအကြောင်းအရာကိုကျွန်တော်နားလည်အောင်လူရင်းတူရှင်းလေးပြောသွားပေးမယ်မျက်စိကန်တဲ့သူတယောက်ရှိတယ်အဲ့ဒီမျက်စိကန်တဲ့သူကမွေးလာကလေးကမျက်စိကန်တာမွေးလာကလေးကတော့မဟုတ်ဘူးကိုဝန်ဆောင်ကလေးကဘိုက်ထဲမှာကလေးကမျက်စိကန်နေတဲ့သူ ဆိုတော့ဒီနေရာမှာမေးခွန်းတစ်ခုထွက်လာအခုဒီကနေ့တိုင်အောင်လူတွေမေးသက်ကြတဲ့မေးခွန်းလူတယောက်ကမျက်စိမွေးလာကြတဲ့မျက်စိကန်းတာ तू အပြစ်လုပ်လိုက်လို့လား तू မိပါတယ်အပြစ်လုပ်လိုက်လို့လားတဲ့နော်ဒီကနေ့တိုင်အောင်ဒီမေးခွန်းကရှိတယ်ဘာကြောင့်လဲဒီကနေ့တိုင်အောင်မွေးလာကြတဲ့ခြေမပါလက်မပါမျက်စိမပါတခုခုဖြစ်နေတဲ့အာကလေးတွေရှိတာကိုကျွန်တော်တို့လည်းတခါတလေကြရင်အဲ့လိုမျိုးဗာလဲမေးခံရဖို့တတ်တယ် तू तू အပြစ်လုပ်လိုက်တာလား तू မဟုတ် तू မိပါတယ်အပြစ်လုပ်လိုက်တာလား ဒီနေရာမှာလဲသခင်ယေရှုခရစ်ကာလမှာလဲအဲ့လိုရှိတယ်လူတယောက်ကမွေးလာကြတဲ့မျက်စိကန်းနေတယ်တဲ့ဒါကြောင့်တပိတော်တွေကမေးတယ်အရှင်ဖရားတဲ့ဒီလူကသူ့အပြစ်ကြောင့်မျက်စိကန်းတာလားတဲ့သူ့ရဲ့မိဘတွေအပြစ်ကြောင့်မျက်စိကန်းတာလားတဲ့ယေရှုကဘယ်လိုပြန်ဖြေရလဲယေရှုကသူ့အပြစ်ကြောင့်မဟုတ်ပါဘူးတဲ့မိဘတွေအပြစ်လို့သူ့အပြစ်ကြောင့်မဟုတ်ဘူးမိဘတွေအပြစ်လို့တာလည်းမဟုတ်ဘူးတဲ့ဒါဆိုရင်ဘာကြောင့်လဲ ူရဲ့အတ္တတဲမှာဖယားဘုံတော်ထင်ရှားဖို့အတွက်ဖြစ်တယ်တဲ့ဟာလေလုယာဒါကြောင့်ဒီကနေ့ကျွန်တော်ဖြေပေးချင်တာကအချက်နှစ်ချက်နဲ့ရှိတယ်သခင်ယေရှုရဲ့စကားပါတယ်လို့သခင်ယေရှုရဲ့စကားထဲမှာနောက်ထပ်အသေးပဲတစ်ခုပါတယ်အဲ့ဒါကတော့ကျွန်တော်တို့မိဘတွေရဲ့အပြစ်တွေလည်းဖြစ်နိုင်ဖြစ်နိုင်ကောင်းဖြစ်နိုင်တယ်ကျွန်တော်တို့တာသမီတွေတစ်ခုခုဖြစ်ပြီးဟဲ့ဆိုလို့ရှိရင်ကိုဝန်ဆောင်တဲ့အခါမှာသို့မဟုတ်ကိုဝန်ယူတဲ့အခါမှာမတောက်တဲ့မစားတဲ့ဈေးတွေစားလိုက်လို့လေ ကိုဝန်တဲကလေးတွေတခုခုထိခိုက်သွားနိုင်တယ်ဒါကိုကျွန်တော်မိပါလို့တဲ့သူတွေတိုင်းကိုတိုင်းသိမယ်ဟုတ်တယ်နော်ဒါကြောင့်ကိုကလေးတွေတခုခုမရှိဘူးဖြစ်နေတယ်ဆိုရင်ကိုဟာကိုစင်ချင်းကြည့်ပါကျွန်တော်တို့ဒီကလေးကိုမယူခင်မှာဖယားသခင်မစားနဲ့ပြောတဲ့ตาစေးတို့ဘာစေးတို့ညာစေးတို့စားဖို့ဒလားစားဖို့လို့ရှိရင်ကျွန်တော်တို့ကိုဝန်ကိုနောက်ရှက်မိမှာပဲဟုတ်တယ်နော်ကိုယ်ရဲ့ကလေးကိုတခုခုတော့ဖြစ်မိမှာပဲဒါမိဘတွေရဲ့အပြစ်ကြောင့်ဖြစ်တယ်ဆိုလို့ကျွန်တော်ပြောချင်တယ်တကယ်လို့တကယ်လို့ကျွန်တော်တို့ဘာမှမလုပ်ခဲ့ဘူး ကျွန်တော်တို့ပုံမှန်ပဲကိုယ်ဝန်ဆောင်တယ်ဖယားတခင်ရဲ့စကားကိုလုံးဝမလွန်ဆန်ခဲ့ဘူးပုံမှန်ပဲကိုယ်ဝန်ဆောင်ပေမဲ့လေကိုမွေးလာတဲ့ကလေးကဟိုဟာမပါဒီဟာမပါဖြစ်နေတယ်ဆိုရင် သူ့ရဲ့အဖြေကဒီကနေ့ယေရှုပေးတဲ့အဖြေပါပဲသူ့ရဲ့အပြစ်ကြောင့်လည်းမဟုတ်ဘူးမိဘအပြစ်လုပ်ခဲ့တာကြောင့်လည်းမဟုတ်ဘူးဘာကြောင့်လဲ သူ့ရဲ့အတ္တာမှာဖယားဘုံတော်ထင်ရှားဖို့ဖြစ်တယ်။ဒါကြောင့်ချစ်တော်ညီကိုမှမှတော့အခုကိုယ့်ရဲ့သားသမီးတွေထဲမှာဒီလိုမျိုးရှိခဲ့မယ်ဆိုရင်ကျွန်တော်ပြောပြမယ်။ခြေမဆုံလက်မဆုံတခုခုမဆုံဆုံတခုခုချို့ယွင်းနေတဲ့မွေးလာကလေးကအဲ့လိုဖြစ်နေတယ်ဆိုရင်စိတ်သက်မကြပါနဲ့။ဖယားသခင်ကသူ့ရဲ့အတ္တာထဲမှာလေအော်ဝဲတကိုးပြဖို့ဖြစ်တယ်။ဟာလေလုယာ။အော်ဝဲတကိုးပြဖို့ဖြစ်တယ်။ချစ်တော်ညီကိုမှမှတော့ဒါကိုနားလေစေခြင်းနဲ့ စိတ်တက်မကြပါနဲ့ဘာကြောင့်ဘုရားသခင်ကငါ့ကိုဒီလိုကလေးပေးတာလဲဆိုပြီးမှစိတ်တက်မကြပါနဲ့ဘုရားသခင်ကအဲ့ဒီကလေးအဖြစ်ဘုံတော်သင်ရှားဖို့ရန်အတွက်ဖြစ်တယ်ဟာလေလုယာဒါကိုတင့်အတွက်နားလေအောင်ကျွန်တော်ရှင်းပြတာဖြစ်တယ်မဟုတ်ရင်တတလုံးတင်စဉ်းစားနေမှာပဲဘုရားသခင်ကဘာကြောင့်ငါ့ကိုအဲ့လိုပေးရလဲတင်လောက်ခဲ့တဲ့အမားမဟုတ်ဘူးဆိုလို့ရှိရင်ဘုရားသခင်ကအဲ့ဒီအတွက်ကြောင့် ဘုံတော်ထင်ရှားဖို့ဖြစ်မယ်တကယ်လို့တင်လောက်ခဲ့တဲ့အမားကြောင့်ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်တင်ဝန်ချတောင်းပန်ပါဖရာသခင်ဘုံတော်ထင်ရှားနိုင်တော့တာဖြစ်စေဖို့တမီးဖြစ်စေဖို့တင်သားသမီးကိုစုတောင်းပါတင်ဝန်ချတောင်းပန်ပါဒါဆိုလို့ရှိရင်ဖရာဘုံတော်ထင်ရှားတဲ့သူဖြစ်လာပါလိမ့်မယ်ဆိုတော့အတိအကကျွန်တော်ပြောချင်တာကမက်ဆီကန်တဲ့သူတယောက်ယေရှုခရစ်တော်ကသူ့အသက်တာကိုပြုတ်တဲ့ဂျေဇုယေရှုခရစ်တော်ကဘလို့ကူတာပေးလိုက်လဲသူရဲ့ တန်ထွေးနဲ့ရှွန့်နဲ့ရောပြီးတော့မှပါဖြစ်လဲမျက်စိကိုလိမ့်ပေးလိုက်တယ်တဲ့မျက်စိကိုလိမ့်ပေးပြီးတော့မှရှီလောင်ဆိုတဲ့ကံကိုသွားဆေးပါလို့ပြောတယ်တဲ့ယေရှုကဒီမျက်စိကန်းတဲ့သူကတော့အုံနောက်တော့နည်းနည်းတော့ကောင်းတယ်နော်အုံနောက်တော့ပုံမှန်ပဲကျွန်တော်တို့ပုံမှန်လူပဲဒါကြောင့်တခင်ယေရှုရဲ့စကားကိုသူယုံခဲ့တယ်နော်တေချာစဉ်းစားကြည့်တသက်လုံးကြီးလာတဲ့အထိမျက်စိမကန်းမျက်စိကန်းမှနေလာခဲ့တာအခုမှငါ့ကိုလူတယောက်က တန်သွေးနဲ့ရှင်လို့ဥမလိန်မရှိလောင်ကံမှာသွားဖေးဆိုတော့ဟာဟာတလောက်တာလားကျွန်တော်တို့ခံယူမိမှာပဲဟုတ်တယ်နော်ဟုတ်တယ်နော်အခုနေကျွန်တော်အိမ်ဘေးကမက္ဆီကန်တဲ့သူတယောက်ကျွန်တော်ရှင်သွားလိန်ပြီးတော့မှစသွေးနဲ့ရှင်သွားလိန်မှာရေရေကံမှာရေသွားဆေးလိုက်မျက်စိမြင်လိုက်မယ်ဆိုသူကျွန်တော်တို့လိုက်လိုက်ရိုက်အောင်မယ်ဟုတ်တယ်နော်မဖြစ်နိုင်ဘူးလို့သူခံယူမှာပဲဟုတ်တယ်နော်ဒါပေမဲ့ဒီနေရာမှာသခင်ယေရှုလောက်တာဖြစ်တဲ့အတွက်အဲ့ဒီမက္ဆီကန်တဲ့သူကယေရှုအကြောင်းကိုကြားဘူးမှာပဲဒါကြောင့်ယေရှုကိုသူလုံးဝလုံးဝယုံကြည်တယ် သူ့ရဲ့ယုံကြည်ခြင်းကြောင့်သူဒီအလုပ်ကိုလုပ်ဖို့ရန်အတွက်တွန်းအားဖြစ်လာတယ်။တခင်ယေရှုခရစ်တော်ကမြင်စေဆိုမှပြောလို့ရတယ်နော်။ဒါပေမဲ့ဒီနေရာမှာမြင်စေလို့မပြောဘူး။ဆိုတော့ဟိုတနေ့ကကျွန်တော်တို့ပြောတဲ့နူနာဆယောက်ကိုခိုင်းတယ်လို့ပဲသူ့ကိုပြန်ခိုင်းတယ်တနည်းတဖုံဖုံနဲ့။သူ့ရဲ့ယုံကြည်ခြင်းကိုစမ်းတက်တဲ့သဘောဖြစ်မယ်ကျွန်တော်အဲ့လိုထင်တယ်။ဒါကြောင့်တခါတလေကြလို့ရှိရင်လေချက်ချင်းဘုရားသခင်ကျွန်တော်တို့ဆုတောင်းတန်ကိုနားမညောင်းပေမဲ့လေအခက်ခဲတစ်ခုခုကျွန်တော်တို့ကိုစတေးခိုင်းတယ် ကျွန်တော်တို့ဘာဖြစ်လဲအခက်ခဲတစ်ခုကိုကြော်လွန်ခိုင်းနေဆိုရင်ဘာမှစိတ်သက်မကြပါနဲ့ဖယားကိုယုံကြည်ထားပါစုတောင်းလိုက်လို့စုတောင်းတဲ့အတိုင်းမဖြစ်လာဘူးအခက်ခဲတွေကြုံလာတယ်ဆိုရင်အဲ့ဒါစမ်းစစ်နေတာဖြစ်တဲ့တင်ယုံကြည်ခြင်းကိုတင်ယုံကြည်ပါတင်ယုံကြည်တဲ့အခါမှာအောင်မြင်လာမယ်ဟာလေလုယာတကယ်ပဲအဲ့ဒီလူကယုံကြည်ပြီးမှအဲ့ဒီရှိလောင်ဆိုတဲ့ကံမှာသွားစီးလိုက်တဲ့အခါမှာမျက်စိမြင်လာတယ်ဟာလေလုယာမျက်စိမြင်လာတယ် ဒါသူဂျေဇူးတော်ခံစားရတယ်သူယုံကြည်ခြင်းကြောင့်ယေရှုရဲ့ကိုတာမှုကြောင့်ဆိုတော့ तू ဘယ်လိုတခင်ယေရှုရဲ့ဂျေဇူးတော်ကိုတုံ့ပြန်ခဲ့တာလဲ तू ဂျေဇူးတော်တုံ့ပြန်ခဲ့တာအင်မတန်ရှင်းတယ်ကျွန်တော်တို့ကျမ်းစာကိုခုနတေချာဖတ်ကြည့်ပါဒါဆိုရင်ပုံနာလဲမယ်ကျွန်တော်လိုရင်းလေးပြောပေးမယ် तू ဖြစ်ခဲ့တဲ့အရာကဟိုးလေးတကြော်ဖြစ်သွားတယ်အဲ့ဒီနယ်မြေမှာဟိုးလေးတကြော်နာမည်ကြီးသွားတဲ့အခါမှာအတိကပါရီရှဲလူမျိုးတွေကြားသွားတဲ့အခါမှာသူ့စီကိုလာပြီးမှမေးတယ် နင်းကိုကုသသွားတာဘာလို့လဲဘာညာပေါ့ပြဿနာလားရှာတယ်ဘာကြောင့်လဲဖာရိရှဲလူမျိုးကယေရှုကိုမုန်းတယ်ယေရှုကိုတတ်ချင်တာကိုဘာကြောင့်တတ်ချင်တာလဲဖာရိရှဲလူမျိုးတွေကလည်းဖခင်ကိုယုံကြည်တဲ့သူနော်ဖခင်ကိုယုံကြည်လွန်းလို့တော့မှဘာဖြစ်လဲအားကိုယုံကြည်တာတိတိကျကျကိုယုံကြည်တာဖခင်ကိုဒါပေမဲ့သူတို့ကအဲ့ဒီသူတို့ယုံကြည်တဲ့ဖခင်ကယေရှုပါလို့သူတို့လက်မခံဘူးဘာကြောင့်လဲဆိုတော့ယေရှုကလာပြီးတော့မှသူတို့ပြောပြခဲ့တယ်လေ ငါနဲ့ခမီးတော်ကတလုံးတဝထဲပဲတဲ့ဆိုလိုချင်ကနေတို့ယုံကြည်နေတဲ့တမဟောင်းကဖခါကငါပဲလို့ပြောတာယေရှုကငါဖြစ်ဒီတိုင်းငါဖြစ်ဒီဆိုတော့မူရင်းစကလုံးကသခင်ယေရှုအများကြီးပြောခဲ့တယ်နော်ဒါကြောင့်ပါရိရှေလူမျိုးတွေကယေရှုကိုဘာဖြစ်လဲဖခါကိုပြစ်မှားပြီနေလူဖြစ်ရဲ့သားနဲ့ဖခါလိုကိုကိုကိုပြောတယ်ဆိုမှသူ့ကိုတက်ချင်တာတက်ချင်တာဒါကြောင့်လဲနောက်ဆုံးယေရှုလက်ဝါးကားနိုင်တရားချင်းရဲ့တခုတီးတော့ပြစ်မှုကဘာလဲဆိုတော့ သူ့ကိုသူလူဆိုပေမဲ့လည်းဖျားလို့သူ့ကိုသူပြောတယ်ဆိုတဲ့အဲ့ဒီပစ်ချက်ကြောင့်ကားတိုင်းမှာတင်ခဲ့တာဒါမားသလားသခင်ယေရှုပြောတာမမားပါဘူးသခင်ယေရှုကအမှန်ကိုအမှန်တိုင်းပဲပြောခဲ့တယ်ငါဖျားပဲမှန်တယ်ဒါပေမဲ့အဲ့ဒီအရာကိုဘာသာရေးကောင်းဆောင်တွေကလက်မခံနိုင်ဘူးလက်လက်မခံနိုင်လို့သူ့ကိုဘာဖြစ်လဲကားတိုင်းပေါ်မှာတင်တက်ခဲ့တဲ့အထီကိုလုတ်ကျန်ခဲ့တယ်ဆိုတော့ဒါပါတော့ဒါခုနကျွန်တော်ပြောတဲ့အရာကိုပြောမယ်ဖာရိရှဲလူမျိုးတွေကအဲ့ဒီခေတ်မှာမယုံဘူးယေရှုလုတ်ခဲ့တယ်လို့မပြောစေချင်ဘူး ဒါကြောင့်အဲ့ဒီမျက်စိကိုင်းမှပြန်မြင်လာတဲ့သူကိုဖိအားသွားပေးတယ်ဖိအားသွားပေးတယ်နင်းအဲ့လိုမပြောရဘူးတဲ့နင်ဘုရားသခင်ရဲ့ခြေဆုကိုချီးမွမ်းပါတဲ့အဲ့ဒီယေရှုဆိုတဲ့သူရဲ့ခြေဆုကိုမချီးမွမ်းနဲ့အဲ့ဒီယေရှုကိုငါတို့သိတယ် तू ကလူဆိုးပဲတဲ့ तू က तू ကအပြစ်ကြီးတဲ့သူပဲတဲ့အဲ့လိုပြောတယ်ဆိုတော့အဲ့လိုပြောတဲ့အခါမှာဖိအားပေးတယ်ဗောအဲ့ဒီလူကန်းမျက်စိကန်းတဲ့သူကနေမျက်စိမြင်လာတဲ့သူကိုဖိအားပေးတယ်ဗာရိရှဲလူမျိုးတွေဖိအားကြားထဲမှာအဲ့ဒီလူကန်းကနေမျက်စိမြင်လာတဲ့သူတယောက်ကဘယ်လိုလုပ်ရလဲ ဖိအားကြားထဲမှာ तू ရဲဝော့စွာတတိခံတယ်ဟုတ်ပြီနော် तू ဘလို့ပြောလဲလူဆိုးဖြစ်တီမဖြစ်တီကိုအကျွန်ုပ်မသိပါတဲ့အကျွန်ုပ်ကအထက်ကမျက်စိကန်းတယ်အခုမျက်စိမြင်ပြီဒီအကြောင်းတစ်ခုကိုပဲကျွန်တော်သိတယ်တဲ့ဒီကျွန်တော်ကုသပေးလိုက်တာယေရှုပဲတဲ့ဒါကျွန်တော်သိတာဒါပဲတဲ့ဟာပါရိရှဲတွေပူပူစိတ်ဆိုးတယ်ဟုတ်တယ်နော်ပူပူစိတ်ဆိုးတယ်ဒီနေရာမှာကျွန်တော်ခွန်အားပေးချင်တာကမျက်စိကန်းတဲ့သူတယောက်ကမျက်စိမြင်လာတဲ့ခါမှာ 配阿家来嘛，培养的肯定高面钱，我爷爷说得得看嘞哈，内路呀，那都要把片嘞，记住了我东边你，都要你表哈，记住了我东边的你还没的，吉诺路也得打我神仙之后，吉诺我得打他妈嘞，他肯也说也高面目，阿庙去吉诺路看啥开呀嘛呗，那边买吉诺路开眼加他妈咯，亲戚呢他得打看，他得好嘞喏，好嘞，路亚，阿妹，什么阿呀巴呀平啊家伙嘛得得看来呢？ ဘာကြောင့်လဲခရစ်ယာန်နေပဲကိုဒါပေမဲ့ကျွန်တော်ပြောမယ်ခရစ်တော်ကိုစန့်ကျင်တဲ့သူတွေကြားထဲမှာခရစ်တော်ကိုမသိတဲ့သူတွေကြားထဲမှာခရစ်တော်ကိုပုံကန်တဲ့သူတွေကြားထဲမှာကျွန်တော်တို့ခရစ်တော်ရဲ့ကောင်းမြတ်ခြင်းကိုရဲရဲဝဝတတ်သိခံခဲ့ဘူးပါဒလားကြုံလာရင်တတ်သိခံရမယ်ဟုတ်တယ်နော်ကြုံလာရင်လုံးဝလုံးဝမကြောက်ပါနဲ့ဖခင်ရဲ့ကောင်းမြတ်ခြင်းကိုရဲရဲဝဝပြောပါ ဟာငါပြောလိုက်လို့ဒီလူတွေကယေရှုမကောင်းကြောင်းပြောတော့မှာပဲငောက်ဟာတိုက်တော့မှာပဲလို့မကြောက်ပါနဲ့ရေရေဝုန်းဝုန်းတဲ့အပေါ်မှာရှိတဲ့အတိုင်းတတိခံမှာဒါဒီဂျေဇူးတို့ကိုတုံပြန်တဲ့နီးဖြစ်တယ်ဟာလေလုယာဒီလိုမျိုးလူကတာ၍တာ၍ဂျေဇူးတို့ကိုခံစားရတော့သူဖြစ်မှာပါဟာလေလုယာခွာရမယ်လို့ယုံကြည်တယ်ကျွန်တော်တက်တာထဲမှာလည်းပြန်လဲခင်ဟက်ပြီးတော့မှကျွန်တော်တက်တာထဲမှာပြန်လဲစင်ချင်ဖို့ရင်ကျွန်တော်ခွန်အားပေးနေတာဖြစ်တယ်ဒီကနေ့ နှုတ်ကပတ်တော်ကိုခံယူသွားတဲ့သူအရောက်ချင်းစီတိုင်းတကယ်လို့နားမလဲတာရှိရင်မေးစရာရှိရင်စုတောင်းခံစရာရှိရင်ဆရာအကောက်ကိုတီးတက်အပ်ပြီးတော့မှလာမေးလို့ရတယ်မက်ဆင်ဂျာကနေလာမေးလို့ရတယ်ဒီဘက်လည်းတီးတက်စကားလာပြောလို့ရတယ်ဆိုတဲ့အကြောင်းပြောချရင်းနဲ့ဒီမှာပဲဏိကုံချုပ်ရနာလိုက်ပါတယ်နှုတ်ကပတ်တော်ကိုခံယူသွားတဲ့သူအရောက်ချင်းစီတိုင်းဖယားသခင်တာ၍တာ၍ကောင်းကြီးပေးပါစေတော့အာမင်